ပြောရင်တော့ဒါဆိုလို့ဒုက္ကက်အဖက်လို့ခေါ်တယ်တေသနာကြားလို့ရှိရင်ကြောက်တာပေါ့နော်။နောက်ရှစ်တက်ကြိုက်တဲ့အစင်ကတက်ပြီးတော့မေထုံကိစ္စတွေပြောမှာပေါ့နော်။မေထုံကိစ္စတွေပြောမှာဆိုရင်တော့ဒါတန်ခါတိတိဖြစ်သွားတယ်။တန်ခါတိတိအဖက်လို့ခေါ်တယ်။ဒါကြောင့်တော့တေသနာကြားရင်လည်းမရတော့ဘူး။တိမ်ထဲမှာဝင်ပြီးတော့ကံမဝါစာဖတ်ရတယ်။ပြီးရင်ပရိဝတ်တွေဆောက်တည်ရတယ်။မာနက်တွေကြည့်ရတယ်။ပြီးမှတန်ခါ20နဲ့ကံမဝါစာဖတ်ပြီးတော့သူ့ကိုပကတိပကတိယဟန်ဖြစ်အောင်ပြန်လုပ်ပေးရတယ်။အဲ့လိုအဆက်ဆင်သွားရတယ်။အဲ့ဒါကမေထုံကိစ္စတွေပါလေပြောတဲ့အခါမှာပေါ့နော်။မေထုံကိစ္စတွေနဲ့ပြောတဲ့အခါကျရင်အင်္ဂါဇတ်တွေနဲ့ပတ်သက်ပြီးပြောတဲ့အခါကျရင်တော့ဖြစ်တဲ့အဖြစ်ဒါကြီးတယ်။ တော့နှစ်ပိုင်းပေါ့နော်အဲ့တော့မျိုးသမီးတွေနဲ့မျိုးသမီးနဲ့ဘုန်းကြီးနဲ့အဲ့လိုတပည့်စားစကားရှိတဲ့ကြိုက်တဲ့ကြောင့်ပြောရင်တော့ထုတ်ကဲနောက်တစ်ခါဆိုးဆိုးကပြောတယ်ပြီးဆုံးကိစ္စတွေပြောလို့ရှိရင်တော့တန်ငါတစ်တစ်အဘယ်နှမျိုးရှိနိုင်လဲပေါ့နော်ရှိနိုင်လဲနောက်ခုနကဟိုရဟန်းတစ်ပါးနဲ့မျိုးသမီးတွေချစ်ကြိုက်ကြတယ်ဆိုတဲ့နေရာကျတော့ဒါကတော့လောဘကိလေသာကိုပဲပြစ်တင်ရတော့မှာပဲဘုန်းကြီးဘက်ကလောဘအမျိုးသူဘက်ကလောဘပေါ့ဒီကိလေသာကိုပဲပြစ်တင်ရမှာပဲတခါတော့မှဥစဉ်ဟုတ်ဘူးပါလေမဟာဒီဆယ်တော်ကြီးပြောတာထင်လဲဟို တကားဒီရန်ဖုန်ကြီးတစ်ပါးနဲ့ဟိုမြို့သမီးတယောက်နဲ့ချစ်ကြပြီးထွက်သွားကြရတယ်ပေါ့လေအဲ့တော့ဝိုင်းပြစ်တင်ကြတာပေါ့နော်နှစ်ပြောလဲနှစ်ပြောကြတာဝိုင်းပြစ်တင်ကြတာပေါ့ဟာဒီဟိုမြို့သမီးသာသနာဖြတ်ဖန်ညာပေါ့နော်အဝိုင်းပြစ်တင်ကြတာပေါ့အဲ့တော့ဆယ်တော်ကြီးကိုလည်းခြောက်ကြတာပေါ့အရှင်မြတ်ရဲ့တကားတပည့်ကပေါ့ဒီလိုဒီလိုပဲဆိုတော့ဝိုင်းပြီးတော့ဆယ်တော်ကြီးကိုလည်းခြောက်ကြတော့ဆယ်တော်ကြီးကနားကြီးလာနေတူတယ်အဲ့ဆယ်တော်ကြီးကပြောတယ်နင်တို့တွေတဲ့နော်သူတို့လင်မြန်းနေရကိုပဲပြစ်တင်နေတယ်တကယ်ပြစ်တင်ရမှာသူတို့ရင်ထဲမှာရှိတဲ့ခိတ္တတာကိုပြစ်တင်ရမှာတဲ့ နော်အဲ့မျိုးသမီးရဲ့ရင်ထဲမှာရှိတဲ့လောဘကိလေသာဘုန်းကြီးလူဖွဲ့ရဲ့တန်တန်မှာရှိတဲ့လောဘကိလေသာဒီကိလေသာကိုပဲပြစ်တင်ညာတဲ့ဒီကိလေသာရှိရင်တော့လူဖွဲ့ကြမှာပဲယူကြမှာပဲရှိကြကြပြောကြမှာပဲပေါ့နော်ဆိုတော့ဆရာကြီးကကိလေသာကိုပြစ်တင်ခိုင်းတာဆိုလိုချင်တာကတော့ဟိုရင်ထဲမှာရှိတဲ့လောဘကိလေသာရဲ့နှောက်ယှက်မှုကြောင့်ဒီလိုဖြစ်ကုန်ကြတာပဲလေနော်အဲ့ကြောင့်ကျွန်တော်ရကြမစ္စဝဘုရားကဒီလိုမဖြစ်ရအောင်လို့ယဟန်တော်တွေကိုအားကြီးကာပါပေးထားတာရှိတယ်ဒီလိုမျိုးတွေဖြစ်လာမှာဆိုလို့လေဟုတ်တော့ဝိသဘာကစန့်ကျင်ဘာအာယုန်တွေမဖြစ်အောင်လို့မစ္စဝဘုရားကစိတ်ကြွေရမှာမနေဘူး အမျိုးသမီးနဲ့ဘုန်းကြီးနဲ့စိတ်ကြွယ်ရမှာဘယ်တော့မှမနေရအောင်နော်အမြဲတမ်းအဖို့ထားရတယ်တရားစကားပြောရင်တော့မှယောက်ျားလေးအဖို့ရဟန်းအဖို့ကိုရင်အဖို့အနားမှာထားပေးရတယ်အဲ့တော့နှစ်ကိုကြားဖြစ်သွားပြီဆိုလို့ချင်းမသိတော့တဲ့စကားတွေပြောမိတတ်တယ်လीမသိတော့တဲ့စကားတွေပြောမိတတ်တယ်မမ်းမဆက်တွေလုံးမိတတ်တာပေါ့နော်အဲ့ကြောင့်မြတ်စွာဘုရားကဒီရဟောပရိသန္နာလို့ခေါ်တယ်ရဟောနိသ္သလို့ခေါ်တယ်နော်မျက်စိကြွယ်ရမှာမနေဖို့ နားကွယ်ရမက်ဆီနတော့မြင်ရပြီမဲ့နားကွယ်ရနားကွယ်ရဆိုတာကဟို၁၂တောင်လောက်အတွင်းဆိုရင်တော့အတန်ကြားရတဲ့စကားပြောတာဘာပြောလဲပြောကြားရတယ်၁၂တောင်ရဲ့အပြင်ဘက်ဆိုရင်ဒီဘုန်းကြီးနဲ့ဒီမျိုးသူဘာပြောလဲဆိုတော့မကြားရတော့အဲ့လိုမျိုးနားကွယ်ရလို့ခေါ်တယ်နော်မက်ဆီနတော့မြင်နေရတယ်ဘုန်းကြီးနဲ့မျိုးသမီးနဲ့ဆိုင်စကားပြောနေကြတယ်ဘုန်းကြီးလည်းတပါတယ်မျိုးသမီးလည်းတယောက်တည်းဒါပေမဲ့အဲ့ဒီ၁၂တောင်ပတ်ဝန်းကျင်မှာဘယ်သူမှမရှိဘူးမရှိတော့သူတို့နှစ်ယောက်ဘာပြောလဲဆိုတာမသိရအောင်အဲ့အဲ့လိုမျိုးလည်းမြတ်စွာဘုရားကမဖြစ်စေနဲ့တဲ့ဒါတွေအားလုံးကဘာလဲဆိုတော့စစကလို့မသိတော့တဲ့စကားတွေပြောမှဆိုလို့ကာကွယ်ပေးထားတာလေ ။ဒါကြောင့်အဲ့ဒီသိခါဘုတ်တွေကိုဖောက်ဖြစ်လိုက်တဲ့ခါကျမှစောစောကမသိတော့တဲ့စကားတွေနော်အတမီးစားစကားတွေမိထုံစကားတွေပြောပြီးလူဖက်တယ်ဆိုတာဖြစ်လာတာ။ဒီအစင်းတွေကြော်လာပြီးဖြစ်လာတာ။ဒါကြောင့်ဆိုတော့ရဟန်းတော်တွေအနေနဲ့ကဒီဝီနီအသေးလေးတွေကိုအလေးထားရတယ်။တချို့ကဝီနီတူတူလေးပါပေါ့ပေါ့နေလိုက်တယ်။အဲ့ဝီနီတူတူလေးကိုဖောက်လို့ပဲဝီနီကြီးတွေဖောက်တာပဲ။နော်ဝင်းကြီးကြီးတဲ့ဆိုဝင်းကြီးအကြီးတွေကိုဖောက်တယ်ဆိုတာချက်ချင်းဖောက်တာမဟုတ်ဘူးအသေးလေးတွေကိုကြော်လာပြီးခါမှာအကြီးကိုကြော်သွားတယ်ရောက်သွားတာဒါကြောင့်ဦးဇင်းတို့အသေးလေးတွေကိုစောင့်ထိန်ခဲ့တယ်ဆိုရင်အကြီးတွေဖြစ်စရာအကြောင်းမရှိဘူး ဒီနေ့ခေတ်တော်တော်များတော့မင်းတို့သေးလေးပဲချက်ပေးလိုက်ပါဆိုတဲ့ဟာမျိုးနဲ့တွားကြတာများတယ်အဲဒါကြောင့်လည်းလူထွက်ကုန်ကြတာများကြီးပဲလीနော်